ဟုတ်တယ်ဒီနေ့ဒီအချိန်မှာဘာလို့လိုချင်လဲလို့မင်းရဲ့မရှိတော့တဲ့မိဘနေရပေါ့နော်နံပါတ်1ပြီးတော့သူ့ကိုပြန်လို့ချင်ပါမင်းသမီးလောက်တာမကြိုက်တာကလွယ်လို့မပါပါရမ်းကောင်းနေရကြတဲ့ဖြစ်ပါဦးတော့ပါပြီအချက်ကမေ့ဖြစ်ထားတာကောင်းဆုံးအာတိတ်ကတော့တိတ်မှာပဲလေ တိတ်တိတ်ကိုတိတ်ပါထားပလိတ်ကိုဂိမ်းပါထားခံစားချက်မရှိတော့ဘူးလို့လေဘသူကပြောလို့လေမေ့လိုက်တော့လားလို့ပြောတယ်မေ့နိုင်တာမဟုတ်မေ့မေ့ထားလိုက်မေ့ထားလိုက်တာဒီထဲမှာကကြတော့ तू ကစိုးနေဘာတော့မဟုတ်ဘူးเนาะအဲဘယ်လိုခေါ်လဲအရန်ကြီးဒီလို ဟိုအပြင်မှာရံဖြစ်တယ်လို့ကြီးဖြစ်ကြရောဟုတ်တယောက်နဲ့တယောက်ဟိုအကောက်ကြံကြတာစိတ်ထဲကနေပဲပေါ့နော်သူ့ကိုငါဘာလုပ်မလဲငါ့ကိုသူဘာလုပ်မလဲအဲသူ့ကိုငါ့ကိုဒါလုပ်ရင်သူ့ကိုငါဘာပြန်လုပ်ရမလဲအဲ့လိုမျိုးပေါ့စကားတွေအများကြီးပြောပြီးတော့ရံဖြစ်တဲ့ဟာမျိုးမဟုတ်ဘူးဒီ character အဒါကတော့ဟိုပါပေါ့ဟိုမှအရာဝတ္ထုတစ်ခုကိုတဲပြီးတော့ အားလုံးဝိုင်းပြီးလူကြတဲ့ကိစ္စပေါ့နော်အဲ့လိုပါမျိုးပါဇလန်အဲဒါအမားတို့ကတော့အမှုပညာသမားဖြစ်တဲ့အတွက်ဒါအမားတို့ professional အလုပ်လေအဲ့ဒီအတွက်လည်းအမားတို့ကအမားတို့စီကိုလာတဲ့ character ကိုအာပြပြောင်းလုပ်ရမှာမပြပြင်းဘူးဆိုရင်အမားတို့စကားထွက်လာတဲ့ခါကျရင်ဒါတွေကထောက်ပွက်တီးပြောစရာတွေဖြစ်နေတယ်လေအဲဒါကြောင့်သရုပ်ဆောင်ပညာကိုတော့ထေချာလုပ်ရအောင် ဲ့အဟောင်းကြီးပါဆိုချားလာပြီဟောအဲ့တော့ဟောကွန်မန့်တွေလည်းအဲ့ကြီးလိုက်တယ်လို့တရက်ပဲရှိတယ်ဟဲ့ကွန်မန့်တွေကဘယ်လိုဖြစ်လို့တရက်ပဲရှိတာဒီအားကြီးကအရန်ချာနေပြီလေလို့တလားအဲ့လိုမျိုးပေါ့နော်ဒီနေ့ဒီအချိန်မှာဘာလို့လိုချင်လဲလို့မင်းသူ့ပြန်လိုချင်ပါလေအလားတကားမရှိတော့ဘူးတက်ကြည့်ပါဦး ကကြတော့လေဟိုဒါပေမဲ့ခုနလိုပေါ့အမားတို့ကဘာနဲ့ဘာပဲလုပ်လို့စိတ်ကစိတ်ခံစားချက်နဲ့လုပ်ရတယ်ဆိုတော့လေအမကိုယ့်စီမှာရှိတဲ့အကြောင်းအရာတွေကလည်းတစ်ခါတလေကြရင်မင်းနဲ့ဇာတ်လေးရှိတယ်အမားတို့ကဒီလိုအမြဲတမ်းပျော်နေတဲ့သူမှမဟုတ်တာလူတွေကတော့မြင်ကြတာပေါ့အမြဲတမ်းပျော်နေတယ်ဒါပေမဲ့အမားတို့လည်းလူတွေကအားလုံးလည်းလူတယောက်ပဲလေအမတို့မှမပြေလဲတာတွေရှိတယ်ပြေလဲတာတွေရှိတယ်ဝမ်းနေစရာတွေရှိတယ်ပေါကတွေရှိတယ်အများကြီးရှိတာပေါ့နော်ခိုင်ကြလည်းအဲ့ဒီဟာတွေအကုန်လုံးဖုံးပြီးအဲရမ်းပျော်တဲ့လူတယောက်ဖြစ်လေ သူများတွေအဲ့လိုမြင်အောင်လို့မြေပြရတာပေါ့နော်အဲ့တော့တကယ်တကယ်အဲ့ဒါတစ်ခါတလင်ပြရင်ပြောလာတဲ့အခါကျရင်စိတ်ကခံစားချက်တွေပါလာရင်အဲ့လိုမျက်ရည်အရလိုကြလာတာအဲ့ဒါကြောင့်နောက်ပိုင်းကျတော့အာဒီများလည်းထင်တာပေါ့နော်ပေါ်ဒီမှာဒါတွေကတည့်ရမလားလုတ်ပြနေတာပါလေအဲ့ကြအဲ့လိုမျိုးတိတ်ပြောလာကြတော့ ကိုကအဲ့ခံစားချက်ကိုထုတ်မပြတော့ပျော်သွားနေတယ်ပျော်ဝဲနေပြန်တော့လေသိရမလားမလွတ်ပြန်ဘူးအဲဟိုဘယ်လိုခေါ်လဲသူများကိုပားရိုက်တာကိုလေပြောပြတာကိုပဲအမလင်းကပျော်နေသလားဆိုတာပါသေးတယ်ဒါအပြင်မှာလူတိုင်းလည်းဖြစ်တတ်ကြတာပဲလေအမတယောက်တည်းမှာမဟုတ်ပါဘူးเนาะအဲ့တော့ဖြစ်တတ်တဲ့ကိစ္စကအမတယောက်တည်းဖြစ်တဲ့ဟာမဟုတ်တဲ့အတွက်အမပြောပြတာပေါ့เนาะအဲ့တော့တူတဲ့သူကလည်းတူတယ်လက်ခံတဲ့သူကလည်းလက်ခံတယ်လက်မခံတဲ့သူကလည်းလက်မခံဘူး ဒါပါပဲမသိတော့ဘူးအဲ့ဒီအချက်ဦးလေးရုပ်ရှင်ကြည့်တယ်အာဘလော့ဂါကြီးကြည့်ရအောင်အမတို့အသက်ရွယ်မျိုးပါတဲ့အိုက်တာတွေပါတဲ့ကားတွေပေါ့နော်ဘာကားရဲ့လို့ပေါ့မကလားကလေးကြည့်တယ်တရုတ်ကလေးကြည့်တယ်အမျိုးမျိုးကြည့်အကုန်ကြည့်တယ်อ๋อดีโลเว้ยเลยไอ้มาปิสิใต้เส้นโหลปอตู้อกันตู้ทุบกลีเนี่ยตู้อ่ะตู้ท่าละอ่ะนาเอยอจิจินในเฉยๆมาตะทุบๆกูพ่นจีไล่ใช่ดิ ခုချိန်ကြီးရှိတယ်ဖိနေမျိုးပေါ့နော်အဲ့ဒါတော့ရန်လွမ်းတယ်ဘယ်လိုကြော်ဖြတ်လဲဆိုတခါတလေတော့အဲ့လိုကိုကအမအိတ်မပြောတဲ့အချင်းရှိတော့ခါကြရင်စိတ်ထဲမှာဟိုတယောက်တည်းဆိုတဲ့အထွေမျိုးရှိရင်အာပြန်ပြီးတော့စိတ်ကိုကိုကကိုပြန်စူးစီးပြီးတော့ဒီမှာငါဖိနေမျိုးရှိတယ်ငါတယောက်တည်းမဟုတ်ဘူးဆိုတော့အတွေးပေါ့နော်အဲအဲ့ဒါဟာမျိုးလည်းကျော်ဖြတ်ပါလေကိုယ်သက်ရွယ်ရဆိုတော့ချစ်တယ်ကြောင့်အချစ်ကြောင့်မပြောတော့ကောင်းပါလေ เนาะလူဆိုတာကတော့တက်ကြီးတဲ့အထိကတော့အချစ်ကရှိတာပေါ့လေသမီးစားမဟုတ်လဲမောင်နှမအချင်းချင်းချစ်လို့ရတာတငယ်ချင်းချင်းချင်းလည်းချစ်လို့ရတာပဲအဲတခြားသူကိုလည်းအဲဒီဇိုင်းကိုလည်းဘာပဲပြောကိုယ့်ပုံမှာဒီဇိုင်းတွေရန်ကောင်းနေတယ်ဆိုလည်းဒီဇိုင်းကိုချစ်လို့ရတာပဲပေါ့နော်ဒါချစ်တယ်ဆိုတာ1500တည်းမဟုတ်ပါဘူး98မှာလည်းချစ်ဆိုတာရှိတယ်ရှာတော့ပါတကယ်တကယ်ဒီမရှာမယ်ရောက်လာခဲ့ရမှာ No 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 အာအမဘဝမှာအမဒုတိယအိမ်တော်ရှိရဘူးလို့ ကိုကိုကိုတတ်တတ်ကြချာပါတယ်။ဟိုနိုဆုံလဲမဆုံလဲမကြားလဲမကြားချင်တော့မေးလဲမမေးတော့ငကိုတွေကလည်းမမေးပါဘူးခင်ဗျာအမလေးတက်ပါလား။ဒါပေမဲ့အဲ့ interview တော့လည်းဒီလိုပဲမေးတဲ့သူကမေးတော့ပြောထွက်သွားရင်လည်းအဲ့လိုဖြစ်သွားတာပါ။ No no မဟုတ်ဘူး။ရှိတယ်မှာတစ္ဆာထားတဲ့အိမ်ပဲမရှိတာတစ္ဆာရှိရင်အဲ့ဒီတရားကိုဘလို့လို့ क्वे ခဲ့မလဲမကဘယ်လိုဖော်မလဲအိမ်တော်မကြခင်နေရပါတော့မအဲ့လို ဘေးရင်းဆရာတွေကအမြဲတမ်းဟောတယ်မအိမ်တော်20တို့30တို့ပေါ့နော်အဲ့လိုတွေရန်ဟောတော့မအဲ့တော့ကြောက်လို့ဟိုငငယ်ရွယ်ရွယ်နဲ့အိမ်တော်မပြုတ်ခဲ့ဘူးပေါ့နော်အမအိမ်တော်ပြုတ်ခဲ့တဲ့အချိန်မှာစဉ်းစားတတ်တဲ့အွယ်ရောက်တယ်အဲကိုလည်းအသက်ရွယ်တစ်ခုရောက်ပြီဆိုတော့35နှစ်လောက်မှအမအိမ်တော်ပြုတ်ခဲ့တာပေါ့နော်ဒါပေမဲ့လည်းအကံအကြောင်းမလားလို့ရေစက်မပါလို့လမ်းခွဲလိုက်ကြတယ်ဆိုတော့နောက်ထပ်အိမ်တော်ပေါ့နော်အမမပြုတ်ချက်တော့ မပြုတ်ကျင်တော့ဘူးဆိုတာလည်းအမကိုယ်တိုင်ကလည်းအဲ့လိုအိမ်တော်ပြုတ်ဖို့စိတ်မရှိတော့ဘူး။ဘာဖြစ်လို့လဲဆိုတော့တိုင်ဖုန်းလုပ်ပြီးရနောက်ပိုင်းမှာအမတယောက်တည်းနေတာအရန်ကြာလာ။ကြာလာတဲ့အချိန်မှာအမအိမ်အိမ်တော်ဆိုတဲ့ကိုတာဝန်နေအမမထမ်းစင်တော့ဘူး။အမထမင်းခူးကြွေးတာတွေအဲမနေ့ကော်ဖီပြောပေးတာတွေဟိုကလုပ်ပေးအောင်ဒီကလုပ်ပေးအောင်ဆိုတဲ့ကိစ္စမျိုးတွေပေါ့နော်အိမ်မှုကိစ္စဒါတော့လုပ်ချင်တဲ့သူတွေကတော့လုံးပါပဲလေเนาะအမအစ်တယောက်တည်းပြောတာเนาะ မအဲ့ဒါကြီးမလုတ်ချင်တော့မလုတ်ချင်တော့တဲ့အတွက်ပင်မနဲ့လို့ခံစားရတယ်အမအတယောက်တည်းဆိုရင်အမစင်တိုင်းမှထိုင်လဲထားမယ်အဲညောင်းနောက်ကျမှလည်းအိမ်အိမ်ပဲပေါ့နော်အဲအိမ်နောက်တစ်ခုရှိတယ်ဆိုရင်တော့အမအဲ့ဒါမျိုးတွေလုတ်လို့မရတော့ဘူးတာဝန်တွေကိုတရားတွေရှိလာတယ်အဲ့တော့အမတယောက်တည်းနေရတဲ့ဘဝကိုအရန်သဘောကျတဲ့အတွက်နောက်အိမ်နောက်ထပ်မပြေဘူးဘယ်မမေ့တာလေဘယ်သူတွေကမမေ့တာမေ့လိုက်တော့ မေ့လိုက်တော့ သူတို့ဘယ်အစမဖော်နဲ့မေးလိုက်တော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတော်တော်တော်ကြာနေပြီအဲ့ဒါကြီးက10နှစ်လောက်တော့ရှိတော့ပြီလားမသိဘူးသိလားတော့မေးလိုက်တော့အမလည်းမေးလိုက်ပြီအဲ့တော့မကိနေတူလိုက်ဝမ်းနဲ့နေကြတယ်ပရင့်တက်တီးတော့တရားပါလိပြောအာဝမ်းနဲ့နေအဲ့ဒါအဟောင်းကြီးပါ